အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့အနေနဲ့ KDR Rebellance ကကျွန်တော်တို့ရဲ့အသစ်ဆက်ဆက်ဟီးရိုးဖြစ်တဲ့စုယို The Max of the Immortal ကိုမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်စုယိုကတော့ပုံစံနှမျိုးနဲ့တိုက်ပွဲမြေပြင်ကိုအမှန်တကယ်စိုးမိုးနိုင်သူဖြစ်ပြီးသူရန်သူတွေပေါ် Rambo ကို Scale 6ကွက်လည်းရှိသူဖြစ်ပါတယ် Max of the Immortal စုယိုပါစေ Transient Immortal မီသီစကိမဆိုနှိပ်ပြီးချိန်ရပါဆူအိုကသူ့ရဲ့သေမျိုးပုံစံကိုဆောင်းသွားမှာဖြစ်ပြီး movement speed အပိုကိုရရှိမှာဖြစ်ပါတယ်မီဒီစကိမ်းဆိုဖီတာပီဂျေမာရောဆူယိုကသူ့ရဲ့မတိမျိုးပုံစံပြောင်းသွားမှာဖြစ်ပြီးသူ့ basic attack ကွာဝေးတဲ့ damage short charge တွေတိုးလာမှာဖြစ်ပြီးသူ့အပိုဆောင် physical attack ကိုအခြေခံပြီးအပိုဆောင် damage short charge ကိုရရှိမှာဖြစ်ပါတယ်ပရမတ်စကိမ်း play stars ဆူယိုကသူ့လက်နက်ကိုပြတ်မှတ်ဦးတီယာဘတ်စီပြစ်လိုက်ပြီးတော့ လမ်းတစ်ဆောင်မှာရှိတဲ့ရန်သူတွေကို damage ထိစေမှာဖြစ်ပါတယ်။သူကလက်နက်ကိုဖမ်းမှု blink ခုံသွားပြီးတော့သူ့နောက်ကနေဒါနဲ့တစ်ချက်ခုတ်ပြီးထိမိတဲ့ရန်သူတွေကို damage ထိစေမှာပဲဖြစ်ပါတယ်။ဇူယိုရဲ့ ਪਰ မစကေးကိုဖိပြီးလွတ်လိုက်ချိန်မှာတော့သူကပြင်ပန့် ulti back ကိုတဟုန်လို့ထိုးတက်သွားပြီးလမ်းတစ်ဆောင်မှာရှိတဲ့ရန်သူတွေကို damage ထိစေမှာပဲဖြစ်ပါတယ်။တရေကွာဝေးကဖိထားတဲ့အချိန်လိုက်တိုးလာမှာပဲဖြစ်ပါလေ။ဒူဒီယော့စ်ဂိမ်းဆုံးဆေးဗာ ဇူယိုကသူ့လက်နက်နဲ့ဝိတ်ခုတ်ပြီးရတောင်မိုအေရီယာတွဲမှာရှိတဲ့ဂန်ဒရီကို physical damage ထိစေပြီးတော့အချိန်ကနာအကြာမှာပြစ်မှတ်ရဲ့ရော့သွားတဲ့ HP alive အပိုဆောင် damage ထိစေမှာပဲဖြစ်ပါတယ်ဇူယိုရဲ့ဒူရီယာစကေးကို PP လွတ်လိုက်ခြင်းကသူ့ကိုရက်တောင်မိုအေရီယာတွင်း၃ချက်ခုတ်စေမှာဖြစ်ပြီးပထမ၂ချက်မှာ physical damage ထိစေပြီးတော့နောက်ဆုံးခုတ်ချက်မှာတော့ပိုများတဲ့ physical damage ထိစေကာသူ့ရဲ့ HP ကိုပြန်ဖြည့်မှာပဲဖြစ်ပါလေ။တတိယစကေး Eva Quella ။ဆူယိုကသူ့လက်နက်ကိုလွှဲလိုက်ရင်နောက်ကိုပြန်ဆုတ်သွားပြီးတော့ရန်သူတွေကို damage ထိစေပြီး၎င်းတို့ကိုနှေးစေမှာပဲဖြစ်ပါလေ။ဆူယိုရဲ့တတိယစကိတ်ကိုဖိပြီးလွတ်လိုက်ချိန်မှာတော့မြားတစ်ချောင်းကိုပြစ်လွတ်လိုက်မှာဖြစ်ပြီးတီမီရဲ့ရန်သူတွေကို physical damage ထိစေမှာပဲဖြစ်ပါလေ။ဆူယိုနဲ့ gang လောက်တဲ့အချိန်မှာကြမ်းတမ်းနဲ့အလစ်တိုက်ခွဲ့နဲ့တဟုန်နှိုးထွက်လာနိုင်အောင်ခြုံထဲမှာပုံနေပြီးသူ့ရဲ့ပရမစကိတ်ကိုဖိထားပါ အဲဒီနောက်မှာတော့ damage များများထိစေဖို့အတွက်သူ skill 2ကိုဖိသုံးပြီးအဲဒီနောက်မှာတော့ basic attack နဲ့တိုက်ခိုက်ကသူတတိယ skill ကိုသုံးပြီးပြန်ဆုတ်ပါဇီယိုအနေနဲ့ရန်သူတွေကိုထိတ်တရရင်မဆိုင်ခင်ရန်ဆဖို့အတွက်သူတတိယ skill ကိုဖိသုံးနိုင်ပြီးအဲဒီနောက်ဝင်တိုက်ဖို့အချိန်ကျလိုက်တော့သူပထမ skill ကိုဖိသုံးပြီးနောက်တိုင်းကပြစ်မှတ်တွေကို CC လုတ်ပါကျန်သူတင်းကို damage များများထိစေဖို့သူဒုတိယ skill ကိုဖိသုံးပြီးအရင်နောက်မှာတော့သူတို့ပြန်မတိုက်နိုင်ခင်ပြန်ဆုတ်ဖို့အတွက်သူတတိယ skill ကိုနှိပ်ပြီးသုံးပါ သူစကေးတွေကူတောင်းပြန်ပြေးသွားတာနဲ့ပထမစကေးနဲ့ဒုတိယစကေးကိုနှိပ်သုံးပြီးတော့ပြစ်မှတ်ကိုလက်စတတ်ပါဆူယိုကအသာစီးမြန်မြန်ရရှိနိုင်ဖို့ဝုံတိုင်းကျဲပြီးဝင်တိုက်တဲ့အာသာချက်ရှိပါတယ်ဒါပေမဲ့ပုံမှန်အဆက်ဆင်တွေနဲ့မထူတာကတော့ဆူယိုမှာများပြားတဲ့ဘတ်ဒမ်းမေးမရှိဘဲသူ့ဒမ်းမေးကိုအမြင့်ဆုံးရအောင်လုပ်ရတာခက်ခဲပါတယ် level 1မှာတော့ဆူမြွေဒုတိယ skill ကိုအဆင့်မြင့်ပြီး level 2မှာသူ့ပထမ skill ကိုအဆင့်မြင့်ကသူ့ damage အများစုကဒုတိယ skill ကနေလာတာဖြစ်တာကြောင့်သူ့ဒုတိယ skill ကိုဆက်လက်ဦးစားပေးအဆင့်မြင့်ပြီးတော့တတိယ skill ကိုအဆင့်မြင့်ပါဆူမြွေ skill ကိုနှိပ်ပြီး၃ချင်းကသူ့ကိုအဆက်ဆင့်ဖြစ်သွားစေမှာဖြစ်ပြီး movement speed အပိုချစီတာကြောင့်မြေပုံတစ်ခွင်း roaming လုပ်ချိန်မှာဒီပုံစံကိုပြောင်းတာကအကောင်းဆုံးပါပဲ သုံးချက်ခုတဲ့တိုက်ခိုက်မှုကိုသုံးဖို့ဇူရွေးဒုတိယစကိတ်ကိုဖိပြီးသုံးနိုင်ပေမယ့်၎င်းကို CC နဲ့နှောက်ဆက်လို့ရသလိုရွေးရှားတဲ့စကိတ်တွေနဲ့ရှောင်လို့ရတာကြောင့် CC ဒါမှမဟုတ်ရွေးရှားနိုင်သွားရှိတဲ့ရန်သူတွေနဲ့ရင်ဆိုင်ပါဒုတိယစကိတ်ကိုနှိပ်ပြီးတော့ပဲသုံးပါကျွန်တော်တို့အနေနဲ့ Assassin Emblem ကို Train Weapons Master Lead the Ignition Talent တွေနဲ့သုံးဖို့အကြံပြုလိုပါတယ်။ဒီ setup မှာတော့ Train နဲ့ Weapons Master Talent တွေကစူရွေး damage ကိုတိုးစီဖို့ physical attack ကိုပေးနိုင်ပြီးဒီချိန်ထဲမှာပဲသူ့ရဲ့တေမျိုးပုံစံမှာ damage short charge ကိုတိုးစီနိုင်မှာဖြစ်က leader ignition က best damage တချို့ထပ်ထည့်ဖို့အတွက်စူရဲဇက်တိုက်တိုက်ခိုက်တဲ့ attack တွေနဲ့ကောင်းကောင်းကိုက်ညီမှုရှိပါတယ်စူယိုကိုဂျန်ဂလာနီနဲ့ damage နဲ့ကူတောင်ဆော့ချခြင်းတွေကိုဦးစားပေးဖို့အောက်မှာ equipment bay ကိုကျွန်တော်တို့အနေနဲ့အကြံပြုလိုပါတယ်။ Hunter Strike နဲ့ Wireless Tool ကတော့စူရဲအဓိက equipment တွေပဲဖြစ်ပြီးသူ့အနေနဲ့လိုအပ်တဲ့ damage ပမာဏများများနဲ့ကုလောင်းစောချခြင်းကိုပေးဆွမ်းနိုင်ပြီးတော့တစ်ချိန်တည်းမှာပဲ၎င်းတို့ရဲ့တမှုထူးခြားတဲ့ passive တွေကသူ့ scale mechanic တွေနဲ့ကောင်းကောင်းကိုက်ညီမှုရှိပါတယ် Queen Swings ကတော့လိုအပ်တဲ့ attention eye zone ကိုပေးဆွမ်းနိုင်မှာဖြစ်ပြီးစူယိုကို HP နဲ့နေချိန်မှာတော့တိုက်ပွဲကိုပြောင်းပြန်လန်တိုက်နိုင်တယ်ဆွမ်းရင်ပေးနိုင်မှာပဲဖြစ်ပါတယ်။ဂိမ်းတော်ပိုင်းမှာတော့စူယိုရဲ့ damage တွေပုံများတဲ့ physical attack တွေပေါင်းထည့်ပေးပြီးချိန်တုန်းကပဲသူ့ damage short ချခြင်းကိုတိုးစေနိုင်ဖို့ player dispel နဲ့ malefic roll ကိုဆက်ပါ အကယ်၍ဆိုယူက expand lane ကိုယူခဲ့ပါကပြသည်ရှိတဲ့ damage နဲ့အသက်ရှင်နိုင်စွမ်းတွက်ကျွန်တော်တို့အနေနဲ့ဒီ equipment ဘေးကိုကြံပြူလိုပါတယ်။ virus ကဆိုယူကိုတီးတသားရှိတဲ့ shot sustain ပမာဏတစ်ခုပေးနိုင်မှာဖြစ်ပြီး brute force breastplate ကတော့သူ့ကိုတစ်ချိန်တည်းမှာပဲကုကနိုင်စွမ်းပေးကသူရဲ့ passive effect ကလည်းဆိုယူရဲ့ sustain ဖြစ်တဲ့ဇာတ်ရည်ပုံစံနဲ့ live ဖတ်ညီပါတယ်။ကျွန်တော်တို့အနေနဲ့ CEO တယောက်ထူးချွန်နိုင်တဲ့ Jungle Road Track Retribution Battle Space ကိုအကြံပြုလိုပါတယ်။ Fighter Roma ဆိုရင် CEO ကပိုအသက်ရှင်နိုင်စွာရရှိစေဖို့ Vengeance ကိုအသုံးပြုနိုင်ပါတယ်။ ဇီဝကရန်သူနဲ့သူ့ကြားကွာအမှုကိုရှော့ချပြီးနောက်ကလိုက်တဲ့နေရာမှာထူးချွန်တာကြောင့်ဇေဘီယာနဲ့အေဂျီယာတို့လိုမျိုးရွေးရှားနိုင်သွားမှရှိတဲ့ဟီးရိုးတွေကိုတိုင်ပင်တိုက်ခိုက်တဲ့နေရာမှာကောင်းနေသူပဲဖြစ်ပါလိမ့်။ဇီဝမှာဖိပြီးတောင်းပဲစကင်တွေအများကြီးရှိတာကြောင့်ဘာဒန်နဲ့မလေးရှားတို့လိုမျိုးစီစီရှိတဲ့ဟီးရိုးတွေကသူ့ကွန်ဘိုတွေနဲ့တိုက်ခိုက်မှုပုံစံကိုလွဲကူစွာနှောက်ယှက်နိုင်ပါလိမ့်။တိကရီလိုမျိုးကောင်းမွန်တဲ့ CC ရှိတဲ့မဟာမိတ်တွေကဆီအိုအတွက်သူ damage ကိုအမြင်ဆုံးထိပေးနိုင်လို့ရန်သူကမလုံရှားနိုင်အောင်လုပ်ပေးနိုင်ပြီ Rafael Alonso Sport တွေကတော့သူတို့ရဲ့သွေးပြေးပေးခြင်းနဲ့ Movement Speed Bap တွေနဲ့ Suave Sustain ဖြစ်တဲ့တိုက်ခိုက်မှုပုံစံများစွာမြင့်တင်ပေးနိုင်မှာပဲဖြစ်ပါလိမ့်။ဆူမာအတီမိတ်စာပုံမှန်စကေး၃ခွက်ပဲရှိတာကြောင့်သူကိုဒီလိုစားရမျိုးရှိတဲ့ဂျန်ဂလာနေရတဲ့ကတယောက်ဖြစ်လာစေခဲ့ပါလေ။ဆူယိုကသူ့စကေးရီကောင်လုံးကို level 3မှာပွင့်စေနိုင်တာကြောင့် level တစ်ခုစောပြီးသူ့အနေနဲ့ဂန်ဆာလုပ်နိုင်ပါပဲဖြစ်ပါလေ။ ကုလောင်ဆော့ချတဲ့လုံလောင်လောင်စီသွားပြီးတော့ဇူကရန်သူကိုမြမြဝင်းတိုက်ပြီးတော့ပြန်ဆုတ်ခွာလိုက်ပြီးစွန်သားမှုတိတ်မလို့ပဲရန်သူကိုရန်ဆောင်လိုက်ကသူ့အသိန်းကိုရန်သူရဲ့စုဖွဲ့မှုတွေဖောက်ထွင်းဝင်ရောက်နိုင်အောင်ကူညီပေးတိုင်မှာပဲဖြစ်ပါတယ်။ဆူယို Max of the Ebote က27ရက်6လမှာရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။စာတင်ထွက်ရှိရဲ့ရဲသရမ်းမှာ300ရာခိုင်နှုန်းရှော့စင်းနဲ့ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ပထမဆုံး14ရက်တွင်သူ့ရဲ့ Venerated Vigilance Skin ကိုစိန်50တလုံးနဲ့ရယူလိုက်ပါ။လူတိုင်းနဲ့ဒီတက်သွတ်တွက်လက်တဲ့ဟီးရိုးကိုသဘောကျကြလိမ့်မယ်လို့မျှော်လင့်ရင်း နောက်ဗီဒီယိုလေးမတိုင်ခင်ထိလန်တော့ဒေါင်းမှာပြန်ဆောင်ကြတာပေါ့